ဒီပန်းမှာတော့ Gendogi National Bank စတွေ့တဲ့အချိန်ကိုအစပြုထားပါတယ်။ Samurai တယောက်ရဲ့ဓာတ်ဆိုတာဓာတ်ရင်ထဲမှာထားမယ့်အရာမျိုးမဟုတ်ဘူး။အတွင်းဝင်းကြီးထဲမှာကင်ဆုပ်ထားမယ့်ဟာမျိုးပါ။ဒီစကားလေးကိုအပိုးကြီးတယောက်ကအဲ့ရတဲ့လှဲနေရင်ကနေခလေးမလေးနဲ့ကောင်းလေးတယောက်ကိုပြောပြနေတာပါ။မင်းတို့ရဲ့ဓာတ်ကိုရှုံးပေးရမယ်အချိန်ရောက်လာမယ်ဆိုရင်တော့အတွင်းဝင်းကြီးထဲမှာတင်ထားတဲ့ဓာတ်ကိုတော့မဆုံးရှုံးအောင်လုပ်ရမယ်။အဲ့ဒါကသူတို့ရဲ့အဖေဖြစ်ပြီးကျမ်းမာရေးတိတ်ကောင်းမွန်တော့မရတော့ပါဘူး။အရင်တော့ကဒီတိုင်းမျိုးကိုဆာမူရိုင်းတိုင်းမျိုးလို့ခေါ်ပါရတယ်။ ျွန်တော်နိုင်ငံကိုအဲ့လိုခေါ်ခဲ့ဝတဲ့ချိန်တွေကအတော့ကိုကြာခဲ့ပါပြီ။ဆမ်မူရိုင်းနဲ့ဂိုယုဝင်ကြွားစာရှောက်ခဲ့တဲ့လမ်းကအခုဆိုရင်ဟေ့ဂျီဟန်ဂျီမောင်းမာတဲ့ဂျိုသားတွေနဲ့ပြည့်နှက်နေပါတယ်။ကောင်းကင်မှာလည်းဂျိုသားတွေရဲ့အခြေမြန်တွေနဲ့ပြည့်နှက်နေတာပေါ့။ဆမ်မူရိုင်းဖြစ်တဲ့ရှင်မန်ကြီးတယောက်စောစောဆိုင်မှာလလုံးတော်လဲတလို့ရဖြစ်ပြီးဆန်ရှင်ရင်ထိုးတာကိုခံရပါတယ်။ဆမ်မူရိုင်းနဲ့ဒါရီဆိုတော့ကခုခေတ်မှာတမိုင်းဟောင်းတွေကရှင်မန်ကြီးကဓာတ်ကြိုင်နဲ့ဆမ်မူရိုင်းအလုပ်ကလည်းတခြားအလုပ်ကိုမလုပ်ဘူးပါဘူး။ကောင်းလေးထားလိုက်တော့ထားလိုက်တော့ငါ့ကိုစီးရင်ယူလာပေးဆိုပြီးဂျိုသားတွေကလှမ်းပြောနေရပါ။ ဲ့ဒီဂျိုသားတွေဟာကြားမျက်နှာပုံစံနဲ့ဖြစ်ပါတယ်။ရှင်မန်ကြီးကနွားနုလာချပေးတော့လေဟိုဘက်ကခြေထိုးခံပြီးချင်းယုံလိုက်ပါပြီ။ပြီးတော့အာမာဒိုဂျိုသားတွေကရှင်မန်ကြီးကိုအနိုင်ကျင့်ကြပါတယ်။ဖြစ်ချင်တော့ကင်တိုဂီကအဲ့ဒီဆိုင်ထဲမှာရှိနေရပါဘူး။ဆိုင်ရှင်ကရှင်မန်ကြီးကိုအနိုင်ကျင့်နေရကိုကင်တိုဂီကစောက်ခွက်ဖြတ်ကန်လိုက်ပါတယ်။ဓာရီကိုပိတ်ပင်ထားတဲ့အခက်မှာကင်တိုဂီကတော့တစ်သားသားကိုကန်ဆန်းလာပါတယ်။ဒီကကင်တိုဂီဒေါ်သာထော်တာကတော့သူ့ရဲ့ချောကလက်ရေခဲမုတ်လေးပျက်စီးသွားတာကိုပါ။ဆိုင်ထဲမှာရှိနေတဲ့ MR2 3ယောက်ကိုလည်းဂင်တိုဂီကသူ့ရဲ့ဓာတ်နဲ့ခုတ်ထလိုက်ပါတယ်။ အဲနောက်တက်သားသားကိုကိုင်ဆောင်ပြီးစူပူအောင်လှုပ်တာမင်းဘော့ဆိုပြီးရေဖြစ်ပုံရရဲ့ရရှိချီကနောက်ထပ်လူတယောက်နဲ့တူရောက်လာခဲ့ပါတယ်။ဟုတ်ဘူးမင်းတို့လုံမားနေပြီ။အထက်ကဝင်ကြီးတော့ဂေတိုဂီစော်သွားတဲ့အမတ်တို့ဂျိုသားတွေဟာတန်အမတ်တွေဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ဘာဖြစ်လို့ရှင်ပန်းချီကိုမင်းနေရလဲဆိုတော့ဂေတိုဂီကသူ့ရဲ့တက်သားသားကိုရှင်ပန်းချီရဲ့ခါမှာချိန်သွားခဲ့လို့ပါပဲ။ဒါမှသွေးတွေပါပေးချန်နေခဲ့တာပါ။တနေ့ရှင်ပန်ကြီးကဘာလုံးငါ့ကိုအပြစ်ပုံချရလဲမေဝေးဆိုပြီးစကင်နဲ့ထွက်သွားတဲ့ကင်တိုဂီနောက်ကိုလိုက်ပါပြီ ရှင်မကြီးကရဲတွေလက်ကနေထွက်ပြေးလာခဲ့တာဖြစ်ပြီးသူ့ရဲ့ဆန်ရှင်ကတော့သူ့ကိုဆာမူရိုင်းဖြစ်နေတာကြောင့်လူတက်ကောင်လို့ပြောနေခဲ့တာပါအခုခေတ်မှာဆာမူရိုင်းတွေကိုအလုတ်ခန့်ကျင်တဲ့သူကမရှိသလောက်ကိုရှားနေပြီဖြစ်တာကြောင့်ရှင်မကြီးကတော်တော်လေးတင်မီခင်တိုဂီကိုသူ့ရဲ့တသားသားနဲ့ဝေခုတ်ခုတ်ပြင်ခဲ့ပါတယ်ဒါပေမဲ့ခင်တိုဂီကဆာကေကို break out ပြီးရှင်မကြီးရဲ့ခွာကြားကိုတိုက်ခတ်လိုက်တာပါအဲ့ချိန်မှာပဲရှင်မကြီးရဲ့အမအိုဒေးကမီနီမတ်တစ်ခုအနဲ့ထွက်လာပြီးဟာဒီကောအလုံးမလုံးပဲရှောက်ပတ်နေတဲ့190ကောင်ဆိုပြီးတော့တိုက်ခိုက်ပါပြီ ါတို့ဒီလာတဲ့ဘလောက်ထိဒုက္ခရောက်နေရဆိုတာသိရလားဆိုပြီးမျက်နှာရပါဖြတ်ထိုးနေတာပါအာမတူတွေကဝေးကလာတဲ့ဂျိုတွေကနေလာခဲ့ကြတာဤတို့ကမမှန်မိနိုင်လောက်အောင်တိုးတက်နေပါရဲ့မတို့တိုင်းကြောင်းလဲအဲ့လိုပဲဓာရီကိုပိတ်ပင်လိုက်တော့ចောင်းသားတွေကထွက်သွားကြတယ်ဂင်တိုကီကသူ့ရဲ့အမားပါဆိုပြီးအိုတေးကိုလာပြီးတောင်းပန်တာပါဥဆုံးရင်တိုင်းကြောင်းကိုဆက်ဖွင့်နိုင်ဖို့အတွက်အိုတင်းနဲ့ရှင်မကြီးရဲ့မောင်နှမဟာချိန်မှန်လို့တွေလုံနေရတာပါဒီအိမ်မက်တွေကအကုန်လုံးဆုံးသက်သွားပြီဆိုပြီးဂင်တိုကီကိုတကယ်ဓာရီနဲ့ဝင်ခုတ်ဖို့ပြင်ခဲ့ပေမဲ့ရှင်မကြီးကတော့ဝင်တားလိုက်ပါတယ်မိရဲ့မကို ဂေါ်ရီလာတွေပြုစုပျိုးထောင်ပေးခဲ့တာလားဟာနေပါအောင်ဆေးလျှော်ပါအောင်ဂင်တိုကြီးကသူကအဆုံလုံးဂင်ဖြစ်တဲ့အကြောင်းမိတ်ဆက်ပေးလာခဲ့ပေမဲ့ OD ကတော့စိတ်မထိန်နိုင်ပဲတီးလွတ်လိုက်ပါပြီအဲ့ဒီအချိန်မှာပဲ OD တို့မောင်နှမရဲ့အကြွေးရှင်တွေကရောက်လာကြပါတယ်ဒါပေမဲ့အဲ့ဒီတွေ့တွေကဒီမောင်နှမယူထားတာမဟုတ်ပဲအဖေဖြစ်သူယူခဲ့တဲ့အကြွေးတွေပါအကြွေးကိုမဆက်နိုင်ရင်တော့အကြွေးရှင်ကသူ့ဖွင့်ထားတဲ့မိုးပြန်တဲ့ကလပ်မှာ OD ကိုအလောက်ခတ်မယ်လို့ဆိုလာပါတယ်နိုင်ကလရဲ့နာမည်ကတော့ခြေရန်ရှိအဟိဟိနှက်ပြီလို့ခေါ်ပါတယ် ခီနန်ရှီမာလီရင်နဲ့ဖွဲ့ထားတဲ့ Nightclub ခင်းနေလို့ပါပဲ။အဲဒီလိုလုံးမလားတိုင်းချောင်းကိုရောင်းပြီးအကျွေးတွေဆက်မလာလို့အကျွေးရှင်ကတော့ရွေးချယ်ခိုင်းပါပြီ။သူ့ရဲ့အကျွေးရှင်ကဂျိုသာတယောက်လည်းဖြစ်ပါတယ်။အိုဒီကတော့တိုင်းချောင်းကိုကာဝယ်ရင်းနဲ့ပဲနားကျင်မယ်ဆိုပြီး Nightclub ကိုလိုက်သွားခဲ့ပါတယ်။ဒါကိုရှမန်ကြီးကမကြင်မနက်ဖြစ်ပြီးတိုင်းနေထားပြီးလေ့ကျင့်နေတော့ဂင်ဒိုဂီကတော့ကိမ့်မုတ်ချိုရေလှူစားနေခဲ့တာပါ။သူကချိုရာရီမစားဘဲနဲ့မနေနိုင်ပါဘူးကျမ်းမာရေးရ။မိုးပြလေကမကြင်ထတ်တော့မှဖြစ်တာကြောင့်ဂင်ဒိုဂီကအမြင်မြန်လိုက်သွားဖို့အကြံပေးခဲ့ပါတယ်။ ဒါကြောင့်ဂင်ဒိုကီရဲ့စိုက်ကယ်လေးနဲ့ရှင်ပန်ဂျီတို့ဟာဟိုက်ကလရဲ့ပိုစတာကိုကိုင်ရင်အဲ့ဒီလိပ်စာတိုင်းလိုက်သွားကြပါတယ်။အဲ့ဒီချိန်ရဲတွေကဂင်ဒိုကီတို့အုတ်ထုတ်မဆောင်လို့လိုက်ဖမ်းပါတယ်။ပိုဒေးပါသွားတဲ့လေကြီးကလည်းထွက်ဆပြုတ်နေပါပြီ။တကယ်တော့ရဲကားဟာဘိန်းတွေခောက်သိမ်းပြီးတော့လေပေါ်မှာပြန်လို့ရတဲ့အထီကိုတီထွင်ထားတာပါ။အိုဒေးကအတို့ပြက်တွေမဝဲချင်တာကိုဂျိုသားကောင်ကအတင်းဝင့်ခိုင်းနေရပါ။အဲ့ဒီချိန်မှာရဲကားရောက်လာပြီးလှေကိုတိုက်ချပစ်လိုက်ပါရဲ့။ရဲကားအိဆိုတော့ရဲတွေလိုက်လာကြပြီးထင်ခဲ့ပေမဲ့အထဲကထွက်လာတာကတော့ဂင်ဒိုကီပဲဖြစ်နေခဲ့ပါရဲ့။ ရှင်မန်ကြီးကလည်းတိုင်းအကြောင်းထက်သူ့အမအမြဲပြုံးနေတဲ့တိုင်းအကြောင်းကိုပဲလိုချင်တာ။အဲ့ဒီတိုင်းအကြောင်းကိုငါမလိုဘူးကွာလို့ပြောလာပါရဲ့။ဂျူသားရီအကုန်လုံးကတနတ်တူရင်းနဲ့ဝိုင်းချိန်လိုက်ကြပါပြီ။မင်းတို့ကဒါရီနဲ့ဘာရဲလောက်ကြမှာလဲ။ဂင်နိုကြီးကတော့မင်းရဲ့အမကိုကာဝယ်ဖို့ပဲစဉ်းစားဒီကနေ့ထပ်ပေါက်လေးပါလေးချပြီးတော့ထွက်သွားဒီကောင်လေးကိုငါတာဝန်ထားလိုက်လို့ပြောလာခဲ့ပါရဲ့။ကျူသားရီဟာတနက်နေ့အောင်ပြည့်ချိန်မရလိုက်ပဲဂင်ဒိုဂီရဲ့တက်သားသားနဲ့တက်ခတ်မှုတွေအောက်မှာလဲကြကုန်ပါပြီ။ရှင်မန်ကြီးကသူ့အမကိုဆွဲခေါ်ရင်းထွက်ပြေးနေတော့ဂင်ဒိုဂီကနောက်ကနေပြေးချလာပါတယ် သူ့နောက်မှာလဲဂျိုးသားဂန်စတာတွေကလိုက်လာတာပါကြမ်းလိုက်ကြတာငါထင်တာတက်တော့အများကြီးပူချမ်းနေရယ်ဆိုပြီးကင်တိုကီကထွက်ပြေးလာတာဖြစ်နေပါရဲ့ချလိုက်အောင်လေဟာတမနစ်လောက်ချလိုက်အောင်လေမေးပြီ10မိနစ်စာရီကတ်လုပ်ဖို့အရန်ခတ်တယ်ကွဆက်ကြီးကြီးထားထားတဲ့ခန်းခန်းနဲ့ကိုရောက်သွားပြီးလမ်းကတော့ဆုံးသွားပါပြီအကျွေးရှင်ဂျိုးသားကောင်ကလည်းတစ်ချိန်လုံးကတိုင်းပြည်ကိုကာဝယ်ခဲ့တဲ့ဆာမူရိုင်းတွေကအခုကောင်မလေးတယောက်ကိုတော့မကာဝယ်နိုင်တဲ့အထိချီးလို့တွေဖြစ်နေကြပြီဟာဟာဟာကင်တိုကီကဆပ်ပေါ်တက်သွားခဲ့တာဖြစ်ပြီး သူ့ကိုတနက်နေ့ပြစ်ဖို့လုပ်နေတယ်ဂျူသားကျွေးရှင်ကိုလည်းသူ့ရဲ့လက်အောက်ငယ်သားတွေကဝန်တားခဲ့ပါတယ်အဲဒီဆက်ကြီးကတော့ရှင်ရဲ့ပင်မအင်ဂျင်ကြီးပဲဖြစ်ပါတယ်ဂင်နိုဂီကသူ့ရဲ့လုံးရှင်ကိုကာဝယ်ဖို့ဆိုရင်ဘာမဆိုလုံးမှာပဲဆိုပြီးအင်ဂျင်ကြီးကိုဖျက်ဆီးပစ်လိုက်တာလှေကြီးကလည်းတဖြည်းဖြည်းအောက်ကိုပြုတ်ကျလာခဲ့ပါပြီကံကောင်းထောင်းမဆောင်နေပဲလှေကြီးဟာပင်လေနဲ့တုတ်ကျသွားခဲ့တာပါပြီးတော့ရဲတွေရောက်လာကြပါတယ်ဂင်နိုဂီကတော့လူစိုးတွေကိုတိုက်ထုတ်ဖို့အတွက်ရဲကောင်ငှားခဲ့တာ ရဲသားတွေကိုအကြောင်းပြချက်ပေးနေပါတယ်။ရှင်မန်ကြီးကတော့သူ့ရဲ့တသက်တာမှာဂင်တိုဂီလောက်လုံးဝကိုယူသွနေတဲ့ဆာမူရိုင်းမျိုးမတွေ့ဘူးလို့ဆိုနေပါတယ်။ဒီမာရင်တော့အပြေဆုံးသွားပါတယ်။